အားလုံးပဲမြင်လာပါ UK Manchester ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion Page တက်ပြီးအားလုံးမြင်လာပါ ဖာရိစိန်ချက်မင်းအသင်ကသူတို့အသင်းရဲ့ပွဲစဉ်ပေါ့လေသူတို့အသင်းရဲ့ပွဲစဉ်မှာတကယ်ကို performance အကောင်းဆုံးထပ်ပြပြီးတော့ Atletico Madrid ကို၄ဂိုးပြတ်နိုင်တယ်။ All Boca ကတော့၂ဂိုးပေါ့လေ။ပထမပိုင်းမှာသွင်းတဲ့၂ဂိုး Fabian Ruiz နဲ့ Vitinha တို့သွင်းတဲ့၂ဂိုးကဒီပွဲအဆုံးဖြတ်ပွဲဖြစ်သွားတယ်။အဲ့နောက်ပိုင်း Clemillon လက်ထုတ်ခံရပြီးတော့မှနောက်ထပ်၂ဂိုးထပ်သွင်းပြီးတော့မှ Fozzi နဲ့ PSG နိုင်သွားတယ်။ဆိုတော့ပြောချင်တာက PSG အသင်းက လူ့စင်နီကေအသင်းဟာသူပွဲပြီးမှလည်းပြောတယ်ဒေဂျာလာတော့ငါတို့ကဒီပြိုင်ပွဲရဲ့ favorite အသင်းတသိဒီပြိုင်ပွဲမှာငါတို့ champion ဖြစ်နိုင်တယ်ဒီပြိုင်ပွဲမှာငါတို့ကောင်းကောင်းဆွမ်းဆောင်နိုင်တယ်လက်ရှိ PSG တဲ့ကဥရောပမှာကောင်းကောင်း dominate လုပ်နိုင်တဲ့အဆင့်များကျွန်တော်တို့2020ခုနှစ် Bayern Munich champion ဖြစ်သွားတော့က Hansi Flick ရဲ့အသင်းကအိုက်တနှစ်မှာတော့ပြိုင်ပွဲတွေအားလုံးတော့ခေါင်းတလုံးတာနေတဲ့အသင်းတသိဖြစ်ကျွန်တော်တို့တွေ့ရတယ် မှာထားပါတော့ဥမာဥရောပချန်ပီယံလိရတဲ့အသင်းတွေကျွန်တော်ပြန်ကြည့်မယ်2009ခုနှစ်ဘာစလိုနာအသင်းဟာတော်တော်ကောင်းတဲ့အသင်းပြအိုက်တော့ဖလား6လုံးယူခဲ့တယ်2010 Inter Milan အသင်းကတော့ proper defensive performance ကိုပြသွားတယ်ဥရောပရဲ့ခေါင်ထောင်ထွက်နေတဲ့အသင်းတစ်သင်းလို့တော့မမြင်ရဘူးဒါပေမဲ့သူတို့မှာ competitive ပြိုင်ပတ်တိုင်းကိုကောင်းကောင်းကစားနိုင်ပြီးတော့ defensive performance ပြတယ်ဒါပေမဲ့ final မှာတော့ကောင်းတယ်17 Barcelona က total dominate လုပ်တဲ့အသင်း17 Chelsea ဘယ်လိုပြောမလဲပိုကောင်းတဲ့တင်ကဘိုင်မြူနစ်ပဲဒါပေမဲ့ Chelsea ရဲ့ game management နဲ့ Chelsea တင်ရဲ့ defensive unit ကတော်တော်လေးကောင်းတယ်အဲ့ကပြီးတော့မှ73မှာဘိုင်မြူနစ်နဲ့တော့မှအရင်မကွာဘူး74မှာ Real Madrid Atletico မကွာဘူး15မှာ Total Barcelona ဒုံလေးလုပ်တယ်16ကလည်း Atletico Real Madrid Real Madrid မကွာ Real Madrid ကဥရောပ Champions League မှာအရင်ဒုံလေးလုပ်တဲ့အသင်းက2019အသင်း အဲ့ဒီကထောင်ထွက်တယ်ဒါတော့မှစိုးပိုင်းမှာသူတို့စွာကဖြစ်တယ်အဲတော့ကထော်တန်ဟော့စပါတို့လိုအသင်းတွေတခြားအသင်းတွေကိုဒါသူတို့ရှုံးခဲ့သေးတာဒါပေမဲ့နော့ကောက်ဂိမ်းရောက်လို့ရှိရင်ရယ်မက်ဒရစ်ကရယ်မက်ဒရစ်ပဲအဲ့ကနေမှ16ရယ်မက်ဒရစ်အဲ့16တုန်းကဆိုလီဗာပူးကတော်တော်ကောင်းလာဒါပေမဲ့ရယ်မက်ဒရစ်ကကောင်းကောင်း manage လုပ်ပြီးတော့ final မှာလီဗာပူးကိုသမိုင်းအမောင်းအသုံးချတယ်နောက်19မှာလီဗာပူး champion ဖြစ်တယ်နောက်20မှာ Bayern Munich က dominate လုပ်တယ်ဘိုင်းမြူနစ်21 Chelsea Man City က ပွဲမတိုင်ခင် favorite ဖြစ်မဲ့ Chelsea ကလုံးဝ upset လုပ်သွားတယ်20နှစ်မှာ Real Madrid champion ဖြစ်တယ်အဲဒီ Real Madrid ကတော့တကယ်နမိတ်ကျော်အသိနေကြီးကျော်ဖြတ်လာပြီးတော့အခု23မှာ Man City အဲဒီ23မှာ City ကတော်တော်ကောင်းနေဗျာပြိုင်ဘက်တွေအားလုံးထွက်ခေါင်းတလုံးတားတယ်ဒါပေမဲ့ဘောလူပွဲကျတော့ Inter ကိုအကျိတ်နဲ့ကန်ပြီးတော့အခု24မှာ Real Madrid champion ထပ်ဖြစ်တယ်အခု25 PSG ဆိုတော့ ကျွန်တော် duplicate လုပ်တဲ့ဒီသင်းတွေအားလုံးတည်းမှာ champion ဖြစ်တာမှာ PSG သင်းကတော်တော်ကောင်းတာဗျ။အခုဒီသင်းကသူတို့မှမရသေးတဲ့ champion league plaque ကိုရလိုက်တဲ့အဲ့ momentum ဟာသူတို့နဲ့အတူရှိသွားတယ်။နောက်တစ်ခုကအသင်းကလူငယ်အသင်းဗျ။ဒီသင်းက Louis Enrique ပြောပြတာဒီပြိုင်ပွဲဟာကျွန်တော်ရဲ့ favorite ပြိုင်ပွဲဖြစ်တယ် favorite ဖြစ်တယ်။နောက်တစ် champion league လည်းသူတို့ပဲ favorite ဖြစ်နေမှာဘာလို့ဆိုတော့လက်ရှိလူစင်းကအပြောင်းအလဲလုပ်ဆံမလို့ဗျာကိုသမား Champions League တူနာလို့မှ26ပဲရှိတယ် ဟာကီမီโอเค25 26မန်ဒက်စ်က22လောက်ပဲရှိသေးတာအဲ့ဒီမှာမာကီညိုကတော့โอเค30ရှိပြီးဟိုဘက်ကဝီလျံပါချိုချတ်တိတ်ကွင်းလေကဖာဗီရူးစ်က28ဗတင်းညာချတ်တိတ်ဂျွန်နေဗက်စ်ချတ်တိတ်အဲအဲ့တိုက်စစ်ကဗိုင်းရပ်စ်ကလီယာโอเค24 25ရှိမယ်ဒူရီကချတ်တိတ်အဲ့ဒါမှာဘာဂိုလာချတ်တိတ်ဒမ်ဘေးလီ29ရှိမယ် ်ဆို PSG မှာအဲ့ center forward ကလွဲရင်ဂျန်နက် position ကနည်းနည်းဝီးမဖြစ်ဘူးဒီအသင်းကအကောင်းဆုံးပဲကျွန်တော်အမြင်တော့ Paris Saint-Germain နဲ့ Louis Enrique အသင်းကိုတားဆီးဖို့ခတ်တယ်ဒီဟာဒီဟာသူတို့အတွက်တကယ်ကိုဖလားတွေကိုတင်ကြုံရယူအောင်ပဲရာတယ်သူတို့ပြိုင်ပွဲမှာအခုဒီရင်ဖလားတော့လုံးနဲ့ Champions League ဖလားကိုသူတို့တင်ထားပြီးသားဒီအသင်းကကျွန်တော်အမြင်တော့တော်တော်ကို quality ကောင်းတဲ့အသင်းပဲအခုဆိုရင်ကျွန်တော်ထင်တော့ PSG ကိုတောင်းတောင်းရှင်မှုခတ်သွားပြီဒါ ယုံကြည်မှုပေါ့ဗျာကလပ်သင်းတသင်းကတကယ်ကောင်းတဲ့ performance ကိုပြသတယ်အခုသူတို့ကနံပါတ်1လူငယ်တွေကစားတာဗျာလူငယ်တွေကြီးပဲသူတို့ရဲ့ war rate နဲ့လောက်အားနဲ့ပွဲကိုစွမိုးထားနိုင်မှုသူတို့မှာ quick transition ကစားမလား position ပေးကစားမလားဒါမှမဟုတ်ရှင်ရင်နောက်ဆုံးသူတို့ cross ထောင်တဲ့ glow တစ်ခုကလွင်ကျွန်တော်အကုန်လုပ်တယ်သူတို့ area တွေကို center forward တယောက်ထားပြီးတော့ cross ထောင်တာကလွင်သူတို့ကဘောလုံးကို ဲ့တိုက်စစ်က force summon night ပုံစံ၃ရောက်ဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုပြိုင်ပွဲခံစစ်တယ်ရန်ခတ်တယ်နောက်တစ်ခုကသူတို့ရဲ့ movement တွေတူးချင်းကျော်ဖြတ်နိုင်တဲ့အရေးတွေး damage ကလည်း scale ကောင်းတယ် virus killer ကလည်း scale ကောင်းတယ် duo ကလည်း scale ကောင်းတယ် Bakula ကလည်း ski ကောင်းအဲ့ attacking လေးယောက်ဟာ Paris Saint-Germain ရဲ့အတ္တအသက်နောက်ဘောလုံးမဆုံးရှုံးပဲပွဲကိုထိချုပ်ထားတဲ့အဲ့ကွင်းလေက Fabian Luiz ရဲ့ Vitinha ရဲ့ John Neves ရဲ့ကွင်းလေနောက် fullback ကအရန်အလုံးလုံးနိုင်တယ် ဆိုဖရက်ရှိကြမဲ့ရဲ့ first try ဟာကြိုက်တဲ့အသင်းကိုအချိန်မွေးရှင်လို့ရတယ်ဒါသူတို့အသင်းရဲ့အတောင့်တင်းဆုံး strength ပဲအရင်မှာပြကျွန်တော်တို့ quality player တွေသူတို့ရှိမှအများကြီးရှိတယ် quality player တွေသူတို့ရှိမှလုံလောက်တယ်ဒါမှန်းတိုင်းပြောရင်တော့ PSG အသင်းကတော်တော်လေး quality player တွေရှိတယ်ဒါ Paris Saint-Germain အသင်းကဒီ Louis Sinique အသင်းကတော့ကျွန်တော်ထင်တော့ဒီ club world cup မှာသူတို့ champion ဖြစ်မှာ champion ဖြစ်မှာ Real Madrid နဲ့ထိုးတူတူကန်တဲ့ပွဲကိုကြည့်နေတော့မှသူတို့မှာစစ်လက်ခိုင်မာတဲ့ခံစစ်ပိုင်း ခါစရတော့အမှန်တမ်းပြောဘေးချီရန်ကြီး strong ဖြစ်တဲ့အသင်းမဟုတ်ဘူးဒါပေမဲ့ဒါလည်း attacking ကောင်းတဲ့အသင်းတွေကဘယ်တော့မှခန်စစ်အရင်ကောင်းတာမဟုတ်ဘူးဒါပေမဲ့သူတို့မှာအိုက်ခန်စစ်က solid ဖြစ်တာတဲ့ဆိုရင်ပိုကောင်းတဲ့ level စင်တန်းတစ်ခုရှိတယ်ကျွန်တော်အမြင်တော့ Paris Saint-Germain က level တစ်ခုကိုရောက်သွားပြီလုံးဝ level တစ်ခုရောက်သွားပြီ သေးကြတဲ့ဒီကလပ်ဝေါ်ကပ်မှာသူတို့ပဲချန်ပီယံဖြစ်မှာမန်ချက်စတာစီးတီးကိုကျွန်တော်တစ်ချက်ပြန်ကြည့်ရမယ်ဂွာဒီယိုလာနဲ့နောက်တစ်ခုကရယ်မက်ဒရစ်တင်ကလည်းသူတို့မှာတကယ် quality player တွေရှိတယ်ဒါပေမဲ့ချက်စီးရဲ့ level ကကျွန်တော်အမှန်တမ်းပြောရင်နည်းနည်းလေးနိုင်နေသေးတယ်အခုဥရောပရဲ့ elite အလွာနဲ့ကြည့်ရင်အခုလောလောဆယ်လက်ရှိအသင်းကိုပြောတာဒါပေမဲ့ကျွန်တော်အမြင်တော့ Paris Saint-Germain ဟာ Man City နဲ့ Real Madrid လောက်ပဲကြည့်ရမယ်ဒါတော့မှ Man City ကိုကျွန်တော်တို့ကမနစ်က Man City ဆိုရင်တော့ PSG ပြဿနာမရှိဘူး ဒါပေမဲ့လည်းအဲ့တုန်းကမနစ်ကမန်စီတော့ပထမပိုင်းမှာမန်စီတော့နှစ်ခုတွင်းထားတာ PSG ကနောက်မှာ၄ခုလိုက်တွင်းတာကြီးချင်းပေါ့လေဆိုတော့အခုတေးကြတာတော့လူးစင်နီကေးအသင်းမှာမူမန်တာအပြည့်ရှိသွားပြီဗတိညာဆိုရင်ချန်ပီယံလိမှာလည်းအကောင်းဆုံးကစားတယ်နီရှီလိမှာလည်းအကောင်းဆုံးကစားတယ်အခုထပ်ပြီးတော့အကောင်းဆုံးကစားပြီးတော့သူကတော့သူ့ကစားမပွဲဖိကိုရောက်ပြီးတော့ပါရစ်စန်ဂျာမိန်ကိုကလပ်ဝေါ်ကပ်မှာဘယ်သူတားဆီးနိုင်လဲသူတို့ပဲချန်ပီယံဖြစ်မှာဘယ်လိုမြင်ကြလဲကိုမမဝင်အောင်မချက်ပြကြပါဘာလို့ကြည့်တူမှာလဲ